Nescafe တောက်ရင်စုစုပေါင်း7300ကျော်တန်မှုရှိဘလာမဘာတယ်လီနော့ဖုန်းငွေဖြည့်ကံများရရှိနိုင်မဲ့ခွင့်ရလာပါပြီ Nescafe 31 Rich and Aroma ထုတ်ကြီးတိုင်းမှာတရာကျပ်မှ9000ကျပ်အထိတယ်လီနော့ဖုန်းငွေဖြည့်ကံများထည့်သွင်းထားတာကြောင့်နှီးစရာဆိုင်များမှာဝယ်ယူကန်ဆယ်ရင်ကိုချစ်တဲ့သူတွေနဲ့ပုံမဆက်သွယ်လိုက်ရအောင် ဒီရန်ပုံငွေရှားတဲ့နှစ်ပတ်လည်ဖျော်ဖြေပွဲမှာတော့ရန်ရှင်အမ်ပါရာဘန်ရဲ့ဖျော်ဖြေမှုနဲ့အတူအဆိုတော်ဇော်ဝင်းထွတ်ဂရင်ဂိုဟန်ထူးလွင်ကော်နီ ရှီရိုက ပါဝင်ဖျော်ဖြေခဲ့သလိုမတန်ဆွမ်းကလေးငယ်တွေရဲ့ဖျော်ဖြေမှုတွေနဲ့ကျင်းပခဲ့ပါတယ်ဒီဘွဲမှာဂျန်ရှင်စင်တာကဈေးဝယ်တဲ့စားသုံးသူတွေအတွက်ဂျန်ရှင် V app တခုကိုမိတ်ဆက်ခဲ့သလို မတန်ဆွမ်းကလေးတွေရဲ့လက်မှုပစ္စည်းအယောင်ပြပွဲကိုပါတခါတည်းထည့်သွင်းပြုလုပ်ပေးခဲ့ပါတယ်။ဂျန်ရှက်စင်တာဂရုအနေနဲ့မတင်ငွေ25သိန်းနဲ့ရလာတဲ့အကျိုးအမြတ်ကိုလိုအပ်တဲ့နေရာတွေမှာလှူဒါန်းဖို့ရှိနေတဲ့အကြောင်းကိုရဲနိုင်ကအခုလိုပြောပါတယ်။ ဂျန်ရှင်းအန်နီဗာဆီအနေနဲ့ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းပေါ့နော်ဒီကျွန်တော်တို့အမှန်တကယ်ထောက်ပံ့ပေးဖို့လိုအပ်နေတဲ့နေရာဌာနတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့သူတို့ရဲ့မတန်ပေမဲ့စွမ်းနဲ့သူတို့မတန်တော်ညာလဲသူတို့အမှုပညာနယ်ပယ်မှာလဲဒီလိုတက်စွမ်းနဲ့သူတို့လက်မှုပညာမှာလဲတက်စွမ်းနဲ့ဆိုတဲ့အကြောင်းကိုဒီလိုမျိုးပွဲတွေကျင်းပပြီးဖိတ်ခေါ်ပြီးကျင်းပတဲ့အတွက်တီးတဲ့တီးတင်တီးထားတဲ့လူတွေမတီးတဲ့လူတွေတိသွားတယ်တီးတီးထားတဲ့လူတွေလည်းပိုတိသွားတယ်သူတို့ဘယ်လောက်ထိစွမ်းနဲ့မတန်ပေမဲ့ဘယ်လောက်ထိစွမ်းနဲ့ဆိုတာဒီရွေချက်နဲ့ကျွန်တော်ကျင်းပပြုလုပ်တာဖြစ်ပါတယ် ရန်ရှင်းနှစ်ပတ်လည်မှာလာရောက်တီးဆိုးဖျော်ဖြေခဲ့တဲ့ဟန်ထူးလွင်ကတော့ပြည်သက်တွေပျော်ရွှင်တာထက်မတန်ဆွမ်းကလေးတွေပျော်ရွှင်ဖို့ပိုအရေးကြီးတယ်လို့ဆိုပါတယ်။ ပရိသတ်တွေပြောတာထက်ဒီကျွန်တော်နဲ့အတူတွဲဆိုတဲ့ကလေးပြောဖို့အပေါ်ရေးကြည့်တယ်ကျွန်တော်ကအဲ့လိုတရားဟိုပရိသတ်တွေထက်သူတို့စိတ်ခွန်အားမြင့်တတ်ဖို့အဲ့လိုမျိုးပါနော်ဟိုအဲ့ဒါပို့အရေးကြီးတဲ့အခြေအနေဖြစ်နေတော့ မတန်ဆွမ်းကလေးတွေနဲ့အတူဖျော်ဖြေရတဲ့ကော်နီကတော့ပရိသတ်တွေအနေနဲ့ကိုချင်းစာမိမှာဖြစ်တယ်လို့ကလေးတွေစီကအားကြစရာအတွေ့အယူစရာတွေရသွားနိုင်တယ်လို့ဆိုပါတယ်။ရှင်ထဲမှာလည်းသူတို့တွေတနာမယ်ပြီးအခါကျလည်းဒီကလေးတောင်မှဘယ်လိုမျိုးဖြစ်နိုင်လဲဆိုတော့အားကြအတွေ့အယူနိုင်တဲ့စိတ်မျိုးတွေသူတို့မှအများကြီးခွန်အားတွေဖြစ်စေတယ်။ဒီကလေးကိုကြည့်ပြီးတော့ခွန်အားတွေဖြစ်စေနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ယူတတ်ရင်ပေါ့ယူတတ် မာတွေကများချင်းအားငယ်တတ်တယ်အဲ့တော့ဒီကလေးဒီလိုမျိုးဟိုမျက်မျက်မြင်တဲ့ကလေးလေးတယောက်ကတော့မစင်ပေါ်မှာတက်ပြီးတော့ခြေစမ်းသူတင်ကိုတင်ဆိုရော်ကြီးနဲ့စိုးနိုင်နေဆိုရင်ခြေစမ်းဆိုတဲ့ဟိုသူတို့ယူတက်ရင်သူတို့အတွက်